ိုးပြင်းသစဉ်ကိုအရန်တံမှုထားလို့လို့မင်္ဂလာဦးညမှာအလှထိုင်ကြည့်ထားမယ်လို့ပြောလာတဲ့ဟင်ဝီယံမင်္ဂလာပါပြည်သက်ချင်းတို့ရဲ့စိုးပြေတစဉ်လိုတန်မှုရှိပြီးအရေးချင်းနဲ့ပြည်စုံတဲ့မင်းကလေးမျိုးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကျွန်တော်ဟာကဘာပေါ်မှာကံအကောင်းဆုံးသူပါဆိုပြီးရင်ဘတ်ကြီးနဲ့အပြည့်ခံစားပြီးပြောပြလာသူကတော့မင်းသားကျော်ဟင်းဝင်ရံပဲဖြစ်ပါတယ်။ဟင်းဝင်ရံကသူ့ရဲ့အတန်းနှလုံးကလေးစားချစ်သူလေးစိုးပြေတစဉ်ကိုတန်မှုထားလို့လက်ထပ်ပြီးရင်တော့မင်္ဂလာဦးညမှာဘာမှမလုပ်ဘဲအလှထိုင်ကြည့်ထားမှာပါတယ်။ ဟေဝီယန်ဒီစကားလေးကတော့လက်ရှိ social media ပေါ်မှာပြန့်နှံ့နေပြီးမိန်းကလေးတိုင်းရဲ့အားကြမှုကိုရရှိနေပါတယ်ဒီမတိုင်ခင်ကလည်းပြည်သက်တီကြားမှာပါရှေးပန်းစားဆုံးတည်င်းကတော့ပြည်သူ့ချက်နုပညာရှင်ဆောင်တွဲဟင်းဝင်ရနဲ့အကယ်ဒမီမြန်သမီးချော်လီစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲတည်င်းပဲဖြစ်နေတာပါသူတို့နေအောင်လုံးကမြန်မာနိုင်ငံရဲ့ထိတ်တန့်နုပညာရှင်တွေဖြစ်တာကြောင့်သူတို့ရဲ့အခြေအကိုပြည်သက်တီကစိတ်ဝင်တစားနဲ့အမြဲတမ်းစောင့်ကြည့်နေကြတာပါ ဟေဝီယန်နဲ့ဆိုပေတစင်ဟာအမှုပညာရှင်လေးဖြစ်ပေမယ့်အခြေအကိုလူများစိတ်ဝင်စားအောင်ခြားပြမယ်ဆောင်တယောက်နဲ့တယောက်ရဲ့ခန်းစားချက်ကိုတံမိုးထားပြီး၆နှစ်ကျော်ကြာအောင်တိတ်တဆိတ်လေးလေးနက်နက်တွဲခဲ့ကြတာပါအချိန်တန်ရွှေရောင်းလို့အရာအလုံးခိုင်မာပြီဆိုမှပြိတ္တကိုတရားဝင်အတီးပေးပြီးမင်္ဂလာပွဲကြီးကိုကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။ အခုဆိုရင်တော့သူတို့ရဲ့မင်္ဂလာပွဲဟာတာမန်မင်္ဂလာပွဲတခုမဟုတ်ပဲမင်္ဂလာပွဲပေါင်း6ပွဲတိခန္ဓာထင်ဝါစာကျင်းပသွားမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မကြသေးခင်ကပဲဟင်းဝီယန်ကအလွန်တရာတန်ဖိုးကြီးရဲ့စိန်လက်စွန်းနဲ့လက်ထက်ခွင့်တောင်းခဲ့တဲ့ပုံရိပ်တွေကလည်းပြည်သက်တွေကြားမှာလူပြောများနေတာပါ။ဒါပြင်ဟင်းဝီယန်ရဲ့မိဘတွေကလည်းချွေးမလောင်လေးပေါ်ဘလောက်အလေးထားတယ်ဆိုတာကိုပြသတဲ့အနေနဲ့တိမ်မောင်းတောင်းချီတန်ဖိုးရှိတဲ့တိုင်ကြီးတလုံးကိုလက်ဖွဲ့ပေးမယ်လို့လည်းသိရပါတယ်။ ပရိသတ်တင်တဲ့နုပညာမောင်နှမတွေကတော့ဟိဝိယံတယောက်စူပိတစင်လုံးမိန်းကလေးမျိုးကိုရှာတာတကယ်ကိုကံကောင်းလို့နဲ့လို့တညီတညွတ်ထဲမှတ်ချက်ပေးနေကြပါတယ်။ပါကြောင့်လဲဆိုတော့စုပ်ပြေတစေဟာအနုပညာလောကမှာအောင်မြင်မှုတွေများစွာရရှိထားပေမယ့်ဘဝကိုအေဂျင့်တည်ငြိမ်စွာနဲ့တိတ်ခါကိုတံမှုထားပြီးဖြတ်တန်းခဲ့သူဖြစ်လို့ပါပဲအချင်းနဲ့ပတ်သက်ရင်လည်းဟိဝိယံတယောက်ကိုပဲတူးတဲသောချစ်သူဖြစ်တည်ကြည်ထန်ထန်ချစ်ခင်တယ်လို့ဆိုပါတယ်တချို့သောသတင်းတွေအရဆိုရင်စုပ်ပြေတစေဟာအဖို့ဆိုရှင်ဖို့တော့မတန်းဘူးလို့ဆိုပါတယ် ဒီလိုပိုင်းကောင်းကြောက်ဖိဆိုတဲ့စကားနဲ့ညီနေထိုင်ခဲ့တဲ့ချစ်သူလေးကိုပိုင်ဆိုင်ရတဲ့အတွက်ဟိဝင်ရငါလည်းသူ့ကိုယ်သူကံကောင်းဆုံးလို့ခံယူထားပြီးချစ်သူပေါ်မှာထားတဲ့သူ့ရဲ့တန်ဖိုးထားမှုကိုအခုလိုပဲထုတ်ပေါ်ပြောပြခဲ့ပါတယ်သူကစုပ်ပြေတစင်ကိုမျက်နှာတစ်ချံညှို့မခံရအောင်အဆဆရရဂိူးဆိုင်ပြီးအလိုလိုက်မယ်။လက်ထပ်ပြီးရင်တော့သူ့ရဲ့ချစ်သူမင်းသမီးလေးကိုမပင်ပန်းစေပဲအလာပဲထိုင်ကြည့်ထားမယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ ဒီစကားလေးကစုပြေပေါ်ထားတဲ့ဟင်းဝင်ရဲ့အချက်နဲ့တန်မိုးထားမှုတွေဘလောင်များနေဆိုတော့ကိုဖော်ပြနေပါတယ်။ဒီကုန်းချုပ်နေနဲ့ပြောရရင်တော့ဟင်းဝင်ရဲ့စုပြေတစင်တို့ရဲ့အချက်ခီးလန်းဟာအကြဆရာအကောင်းလွန်လာပြီးသူတို့ရဲ့မင်္ဂလာပွဲရလဲမြန်မာနိုင်ငံရဲ့အမှုပညာသမိုင်းမှာပတ်တိုင်တစ်ခုဖြစ်ကြရင်နေမှာသိကြပါပဲ။ ဒီလိုတယောက်ကိုတယောက်နားလည်မှုတံမိုးထားမှုတွေနဲ့တိစောက်ထားတဲ့သူတို့ရဲ့အခြေခံလမ်းလေးအမြဲတမ်းတာယာလှပနေပါစေလို့ဆုတောင်းပေးရင်ပြည်သူတွေအနေနဲ့လည်းစုပြည့်တစင်းနဲ့ဟင်းဝင်ရအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။